လာပါကြားလူလူနွားလူလူထင်ရပေမဲ့တကယ်တော့ဖေးသေးရပါနောက်မကြီးပြေးမှာနွားသားပေါက်လေးတော့အစ်စ်ပါသေးတယ်။အပြင်မဲကျင်တော့လက်ရသေးတဲ့တဲ့ကြားလူလူနွားလူလူထင်ရပေမဲ့တကယ်တော့ဖျဲသီးတွေဖြစ်ပါတယ်။လက်ရှိကျမတို့နိုင်ငံရေအခင်းကျင်းမှာလေအပြင်မှာဆိုင်ပြီးတော့အတွင်းမှာနီနေတဲ့အသားလေးကလောက်တွေကိုဖော်ထုတ်ပွင့်စစ်ဆေးဖို့အပြစ်ပေးဖို့လိုအပ်ပါတယ်။ကျုပ်တန်ဖိုင်တစ်ခုပြပါမယ်။ ံဖိုင်မှာရက်ဆွဲပါတယ်2022တုန်းကဒါကဒေါင်းဆန်းစုကြည်ကိုကျွန်တော်တို့ထောင်တွင်းတရားရုံးကနေပြီးတော့ရုံးချင်းထုတ်ဆစ်ဆေးနေတဲ့ CCTV ရုပ်သံမှတ်တိုင်းဒီနေ့ဒီ Guardian ဆိုတဲ့သတင်းဌာနမှာပေါက်ကြလာတယ်သူတို့ကိုတဲ့ပြည်သူအဖွဲ့ဆိုတဲ့အဖွဲ့စီတစ်ခုကနေပြီးပေးပို့ဆက်သွယ်လာတဲ့အတွက်เนาะအဲ့ဒီမှာရုပ်သံဖိုင်တစ်ခုအပြင်ဒေါင်းဆန်းစုကြည်ရဲ့ထောင်တွင်းမှာနေထိုင်စားသောက်မှုပုံစံတွေပါတွေ့ရှိရတယ်ဆိုပြီးတော့ဒီ Guardian သတင်းဌာနကဖော်ထုတ်လာတယ်ဒီလို အခြေအနေမျိုးတွေကဒီလိုအကြောင်းအရာတွေကတာမန်မျိုးနဲ့ဆင်ခရိုင်ဆင်ဖဲသီးတွေလုတ်လို့ရတဲ့အရာမျိုးမဟုတ်ဘူးမဟုတ်ကျမတို့ပြည်တော်စုဆင်နေမှာအသားရဲကလောက်တွေရှိနေပြီလားဒီလိုသားရဲကလောက်တွေမရှိဘဲနဲ့ဒီလိုနိုင်ငံတော်ဆင်ပြည်ဝါချက်တွေပေါက်ကြနေပြီလားဆိုတာကျမတို့ဆိုရင်ရတယ်နိုင်ငံတော်ဆင်ဖဲသီးကငိုတဲကရှိပါတယ်ဘာကြောင့်လဲဆိုလို့ရှိရင်ဒေါ်ဆဲစုကြည်ကကျမတို့နိုင်ငံတော်ရဲ့အတွင်းစီးတွေကို ုင်ငံသားသားတံပေးဆိုပြီးတော့လူပေါင်း60တယောက်တိတိကျောင်းလူနိုင်ငံတော်အတွင်းစီးတဲ့ကိုနိုင်ငံတော်စစ်ဖျဲသီးတွေခေါ်သွင်းခဲ့တဲ့အတွက် ဒေါ်စုကြည်အုပ်ချုပ်ခဲ့တဲ့9နှစ်တာကာလအတွင်းမှာကျမတို့နိုင်ငံတော်အဆင့်ထိတ်တန့်အဆင့်လှိုဝဲရမယ်လှိုဝဲအပ်တဲ့အကြောင်းအရာတွေအကုန်လုံးစီးပွားရေးဆိုလို့ရှိရင်လည်းကျမတို့လက်ရှိမှာ MOGE ကိုအထူးကားထားပြီးပြတ်ဖက်ထားတိုက်ခိုက်နေကြတယ်။ MOGE နဲ့ဖက်ဆက်လုံခြုံရေးဖြစ်တဲ့ PDD EP PDDOR တို့ကိုဇက်တိုက်ဖိအားပေးပြီးတော့နိုင်ငံတော်ရဲ့အသက်သွေးကြောတွေကိုဖျက်တောက်နေကြတယ်။ဘာကြောင့်လဲ။ရှောင်းတာနယ်ကိုစီးပွားရေးအကြံပေးအဖြစ်နိုင်ငံတော်အဆင့်ဖျဲသိခန့်အပ်ခဲ့တဲ့အတွက်ကြောင့်ဖြစ်တယ်။သူတို့နိုင်ငံသားသားအကြံပေးပုဂ္ဂိုလ်တွေ တိုက်ခန်းပွားမယ်ဆိုတဲ့စီယုံစင်ကာလာတော့ကဒေါ်စုကြည်ပြောခဲ့တဲ့စကားလေးတစ်ခုရှိ ကျမတို့နိုင်ငံရေးလုပ်တယ်ဆိုတာပြည်သူကိုအားကိုးပြီးလုပ်တာပါဘယ်နိုင်ငံသားသားကိုမှအားကိုးပြီးလုပ်တာမဟုတ်ပါဘူးလို့ဒေါ်ဆွကြည်ပြောခဲ့တယ်။အဲ့ဒီချိန်တုန်းကတမရဦးသိန်းရဲ့အစိုးရလက်ထက်မှာနိုင်ငံသားသားအကြံပေး25ယောက်ကိုမှားရမ်းပြီးအုပ်ချုပ်တဲ့အတွက်ဒေါ်ဆွကြည်ဒီစကားပြောတယ်။သူကိုယ်ရအစိုးရဖြစ်တဲ့အခါကျတော့နိုင်ငံသားသားအကြံပေးဆိုပြီး60ယောက်တိတိကိုနိုင်ငံတော်အဆင့်ဖျဲသည့်အဖြစ်အစိုးရဖွဲ့တည်တဲ့မှာထည့်သွင်းခဲ့တဲ့အဲ့ဒီအကျိုးဆက်တွေကိုဒီနေ့ခန်းစားနေရတယ်။ ။ဒါကြောင့်ဒီရုပ်တံဖိုင်ပြန့်နှံ့မှုနဲ့ပတ်သက်လို့နောက်ွယ်မှာဆက်ဆက်နေတဲ့ဖရဲသီးတွေအသားထဲကလောက်တွေကိုအများဆုံးစုံစမ်းဖော်ထုတ်ပြပေးအရေးယူနိုင်ဖို့ကျွန်တော်တို့ပြည်သူတွေကမျှော်လင့်ပါတယ်။အသားထဲကလောက်တွေကိုဖော်ထုတ်ဖို့ရှင်းလင်းဖို့လိုအပ်ပါတယ်။အာနာရှင်ကိုစန့်ကျင်တော်လှန်နေသောရုပ်ရှင်တရုပ်ဆောင်အစိုးရနှင့်အမှုပညာရှင်၁၃ဦးကိုစစ်ကောင်စီကနိုင်ငံသားအဖြစ်မှရက်စဲ စစ်အာဏာရှင်ကိုစန့်ကျင်တော်လှန်နေသောရုပ်ရှင်တရုတ်ဆောင်အဆိုတော်နှင့်အမှုပညာရှင်၁၃ဦးကိုစစ်ကောင်စီကနိုင်ငံသားအဖြစ်မှရက်စဲသောအမိန့်စာများကိုစစ်တပ်၏ Telegram Channel များမှတဆင့်ယနေ့ဖြန့်ဝေသတင်းထုတ်ပြန်သည်။ နေ့နနက်10:00နာရီဝန်းကျင်မှစတင်၍စစ်တပ်၏ Telegram Channel များအားလုံးတွင်စစ်ကောင်စီကိုစန့်ကျင်တော်လှန်ရင်းပြည်ပနိုင်ငံများသို့ရောက်ရှိနေသောရုပ်ရှင်တရုပ်ဆောင်အဆိုတော်နှင့်အမှုပညာရှင်73ဦးကိုစစ်ကောင်စီကနိုင်ငံသားအဖြစ်မှရက်စဲသည့်ထုတ်ပြန်ချက်များကိုဖြန့်ဝေလာခြင်းဖြစ်ကြောင်း ရင်ထုတ်ပြန်ချက်တွင်မြန်မာနိုင်ငံအကျိုးကိုထိခိုက်စေနိုင်သောလှုပ်ဆောင်ချက်များပြုလုပ်ခဲ့ကြသဖြင့်1982ခုနှစ်မြန်မာနိုင်ငံသားဥပဒေပုံမှ68အရာဖွဲ့စည်းသည့်ဗဟိုအဖွဲ့ကပုံမှ68ပါလုပ်ပိုင်ခွင့်ကိုကျင့်သုံးရပုံမှ16ဖြင့်ရုပ်ရှင်တရုပ်ဆောင်အစိုးရနှင့်အမှုပညာရှင်13ဦးကိုနိုင်ငံသားအဖြစ်မှရက်စဲကြောင်းစစ်ကောင်စီကထုတ်ပြန်သည်စစ်ကောင်စီ၏နိုင်ငံသားအဖြစ်မှရက်စဲလိုက်သောရုပ်ရှင်တရုပ်ဆောင်အစိုးရနှင့်အမှုပညာရှင်13ဦးတွင် အဆိုတော်ဖြူဖြူကျော်သိန်းဒရိုက်တာနာကြီးခတ်ညာနာတင်ဦးဒရိုက်တာကိုပေါက်ခအောင်မင်းနိုင်အဆိုတော်လင်းလင်းခထွေးလင်းကိုအဆိုတော်ချမ်းချမ်းခချမ်းမြတ်ညင်းရုပ်ရှင်တရုတ်ဆောင်အကယ်ဒမီပိုင်ဖြိုးသူအမှုပညာရှင်မြန်နိုးအေးအဆိုတော်အာဇာနီဇာနီမျိုးညွန့်အမှုပညာရှင်ခါယာရုပ်ရှင်တရုတ်ဆောင်ဇင်ဝိုင်းခထေးလွင်အဆိုတော်ဝင်းနိုင်စု ဒရိုက်တာပြည်ဟင်းတီဟာတရုတ်ဆောင်အောင်မြင့်မြတ်တို့ပါဝင်ကြောင်းသိရှိရသည်2020နှစ်ခုနှစ်အတွင်းလဲစစ်ကောင်စီကအမျိုးသားညီညွတ်ရေးအစိုးရ UNG ဝင်ကြီးများပါဝင်တော်လှန်ရေးအတွက်ပါဝင်နေသူများကိုနိုင်ငံသားအဖြစ်ရက်စဲကြောင်းထုတ်ပြန်ကြေညာခဲ့သည်